မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်အပိနီးနှမျိုးနဲ့နောက်ထပ်အပိလေးလုံးနှီးတဲ့မျိုးကိုကျွန်တော်ပြန်လည်ပြပြသွားမှာဖြစ်ပါတယ်ဗောနောကျွန်တော်ဒီခေတ်တပတ်မှာအပိနီးနံပါတ်3နဲ့နှီးနံပါတ်2ကိုပြပြထားတယ်ဗောနော3950ခွန်ရ2395ရဖြစ်ပါတယ်အဲ့မှာ3ရ5ရဗောနောအဲ့မှာ3အပိတီ963ဖြစ်ပါတယ်ဒီမှာဆိုရင်ခွန်ခွန်ခွန်တလုံးဗောနောခွန်နှစ်တီ66ခွန်ဒီမှာလေခွန်နှစ်တလုံးပဲဗောနောခွန်နှစ်တီနှစ်နှစ်ခွန် ရှစ်က3ရှစ်ရှစ်အပိတ်ပေါ့နော်ကို3တော်များကိုနှစ်က3ငါနှစ်နှစ်က3ခုနှစ်လျှောက်တည်နှစ်လဲလျှောက်လေးတည်3နှစ်လဲနှစ်က8ငါနှစ်ငါရှစ်လျှောက်ငါလျှောက်တည်3ငါလျှောက်ဒီလျှောက်ကလျှောက်လေးလျှောက်ဒီရှစ်တည်9ခွန်ရှစ်လျှောက်တည်6ခုလျှောက်3ညာနှစ်အပိတ်စီပြီးရတယ်ပေါ့နော်လျှောက်လျှောက်ကိုလျှောက်ပြီးတော့ရှစ်ကိုရှစ်စီပြီးဖြစ်ပါတယ်ခင်ဗျာရှစ်ကိုရှစ်ဆိုတဲ့အတွက်ကြောင့်မို့အဲ့မှာတော့ကျွန်တော်အပိတ်ကကျွန်တော်ဒီမချစ်တလုံးပေါ့နော် ရှစ်တုံညာနှစ်မှာဒီရှစ်ကဥကီကခဲ့ပြီးတော့ဒီကိုတုံညာနှစ်ဆိုတာလေးကတော့ပြတ်သွားခဲ့တာဖြစ်ပါတယ်ဗောနော်ဒီရှစ်တခုနီးနံပါတ်တခုပဲဥကီသွားတာဖြစ်ပါတယ်โอเคဒါနီးဒီဘလောက်ပဲကောင်းနေပါစေဗောနော်ကျွန်တော်တို့ပြင်ဘလောက်ပဲရှိနေပါစေပြတ်တတ်တယ်ဗောနော်โอเคဒါဆိုရင်ကျွန်တော်အရင်ဆုံးအနေနဲ့နီးနံပါတ်တကိုဗောနော်ဆက်ပြီးလေ့လာကြည့်မယ်ဗောနော် โอเคဆောင်းနေနဲ့ကျွန်တော်နီးနံပါတ်1ကိုဆက်ပြီးလေ့လာကြအောင်ပါနော်ဒီ6 9 6ကနေ7 9 7တပင်ကိုဆက်ကြည့်အောင်ပါခင်ဗျာနီးကတော့ကျွန်တော်ဒီ3 9 9 6မှာတစ်ချိန်စီဖြစ်ပါတယ်ပေါ့နော်ပြီးရင်ဒီ1ကိုကြတော့3ချိန်ဖြစ်ပါတယ်ဒီ6 6မှာတော့တစ်ချိန်စီပေါ့နော်ပြီးရင်ကျွန်တော်ဒီ6ကို9နဲ့ထပ်ပေါင်းมาဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်ဒီမှာ9နဲ့9ပေါင်း14 6နဲ့6ပေါင်းရှင်းက30ဖြစ်ပါတယ်ပေါ့နော်ဒီ3ချိန်ပေါင်းရှင်း3 8နဲ့ချိန်ပေါင်းရှင်း16 ၄ောင်း9ဆိုပြီးဖြစ်ပါတယ်။36ပောင်း9 9 9ပောင်းတာ18ဆိုတဲ့အတွက်8ကို2ပောင်းရင်30 3ညကို2ပောင်းတာ2 8 3ညနဲ့မှာ8 9 8ဆိုတဲ့အတွက်ကြောင့်မို့ဒီမှာ8အပိတ်ဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်ဒီ8 3ညနဲ့မှာ8 9 8ဆိုပြီးတော့ဒီမှာယူပြထားတာဖြစ်ပါတယ်ပေါ့နော်။ဒါဆိုရင်ကျွန်တော်ဒီ20နဲ့တစ်ကြိမ်အတွက်ဆိုရင်တော့ဒီနေ့အတိုင်းပဲဆိုရင်ပေါ့နော်။ ဒီ3 4 5 6ရှင်းမှာတစ်ချိန်စီခုနှစ်ကို3နဲ့မြောက်မယ်1နဲ့1နဲ့မှာတစ်ချိန်စီလက်ဒီ6ကို9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာဒီ3နဲ့4ပေါင်းရှင်းကခွန်ဖြစ်ပါတယ်9နဲ့10ပေါင်းရှင်းက73ဖြစ်ပါတယ်ဘောနောပြီးရင်ကျွန်တော်ဒီခွန်3ချိန်ပေါင်းတာ21တင်းနဲ့ချိန်ပေါင်းရှင်းနဲ့6ရယ်9ရယ်ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာခေတ္တဆိုင်ခွန်နဲ့3ပေါင်းရှင်း30ရတယ်ဘောနောတင်းနဲ့2ပေါင်း3 3နဲ့6ပေါင်းရှင်9နဲ့5ပေါင်းရှင်14ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်လေးကို2ပေါင်းရှင်6ရှောက်ကို2ပေါင်းရှင်7လေးရှောက်ရှင်စုံကနအပိတ်စုပြီးဖြစ်နေတယ်ပေါ့နော်ဆိုတော့ကျွန်တော်စုံကနတော်တော်များများကလေးတို့မဟုတ်အပိတ်ကီးဆိုတာလေးနဲ့ရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာလေး6 7စုံကနအပိတ်၃လုံးကြားတယ်ပေါ့နော် ဒီလေးရှောင်းရှင်းမှာတော့6ဒလုံးဒီ3968ရှိပြီဖြစ်ပါတယ်ဗောနော်ဒီတစ်ပတ်မှာလည်းလေးရှောင်းရှင်းဆိုပြီးဖြစ်ပါတယ်ခင်ဗျာခေဆက်ပြီးတော့ဒီနီးနံပါတ်နီးကတော့ဒီခရစ်တစ်ပတ်မှာတော့ပြတ်သွားခဲ့တယ်ဗောနော်ဒီဟာလေးဖြစ်ပါတယ်ဒီဟာလေးဖြစ်ပါတယ်ဗောနော်သူဒီအမရှောင်းရတဲ့ဂျိုင်း9နဲ့ဂျိုင်း16 9 9ပေါင်း10 9 3ဂျိုင်း15ဗောနော်ကဲ့ရဲ့3တဂျိုင်း19တဂျိုင်းပြီးရင်ခွန်နဲ့3ပေါင်း10ဗောနော်ဒါဆိုရင်ကျွန်တော်ဒီမှာခွန်3 10 ရှင်းနဲ့9ပေါင်း73 36ပေါင်း9ဆိုတဲ့အတွက်9 3ည3ည2ပေါင်း2 9 3ည2ပေါင်း6 9 8ဆိုတဲ့အတွက်ကြောင့်မို့ဒီကိုကတော့အလေထင်ဖြစ်ပါတယ်ရှစ်အပိတ်နေရတော့မဟုတ်ဘူးပေါ့နော်အဲဆိုရင်ဒါကြောင့်မို့ဒီမှာ9တုံညာနေစပြီးဖြစ်ပါတယ်ဒီကိုကတော့အလေထင်နေရဖြစ်သွားတယ်ပေါ့နော်အဲဆိုရင်ဒီတစ်ပတ်မှာတော့ဒီ 3698ခုရှိမှာရှေ့မှာတစ်ချိန်9မှာတစ်ချိန်ပေါ့နော်ပြီးရင်ကျွန်တော်၄ခုမှာတစ်ချိန်စီ3ခု3နဲ့မြောက်မယ်ကရက်နှစ်မှာတစ်ချိန်စီ3နဲ့3နဲ့မှာတစ်ချိန်စီ9ခုကျွန်တော်3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာမဆွေ6ကတစ်ချိန်ဖြစ်ပါတယ်9နဲ့ချိန်ပေါင်းတာ78 4ခုပေါင်းတာ73 33ချိန်9ပေါ့နော်ကရက်နှစ်ကတစ်ချိန်3နဲ့ချိန်နှစ်ဒီမှာပေါ့နော်3 3နှစ်ဖြစ်ပါတယ်9 3ပေါင်းတာလည်း7နှစ်ချုပ်ပြီးဖြစ်ပါတယ်ခင်ဗျာ ။အဲဆိုရင်ကျွန်တော်ဒီမှာ၈နဲ့2ပေါင်းရင်၁၀၊၈နဲ့2ပေါင်းရင်၁၀ဖြစ်ပါတယ်။၃နဲ့9ပေါင်းရှင်းစနစ်၊2နဲ့2ပေါင်း၄ဆိုတဲ့အတွက်ကြောင့်မို့၄၊၅၅ကို2ပေါင်းရှင်းခွန်၊၄၅၅ခွန်အပိယာနေတာဖြစ်ပါတယ်ခင်ဗျာ။အဲဆိုရင်ကျွန်တော်ဒီမှာ၄၅ခွန်ရှိပြီဖြစ်ပါတယ်ဗောနော်။အဲ့ဆိုရင်ကျွန်တော်ဒီမှာတော့ကျွန်တော်၄တလုံးအပိတ်ရနေတယ်ပေါ့နော် လေးတော့အပိတ်ဆက်ပြီးမပေးရတော့ကျွန်တော်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ Okay ဆက်ပြီးတော့ကျွန်တော်တို့အပိတ်ကနန်လေးလုံးနီးကိုလည်းဆက်ပြီးတော့လေးလာကြည့်အောင်ပေါ့နော်။ဒါကတော့အပိတ်၃လုံးနီးဖြစ်ပါတယ်။ Okay ဒါလေးကတော့ပင်ချေဖြစ်ပါတယ်ပေါ့နော်။ကျွန်တော်တို့၄၉တင်းနဲ့အပိတ်ဖြစ်ပါတယ်။၄၉တင်းနဲ့အပိတ်မှာခွန်ခွန်၉ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ခွန်ခွန်၉ဒါကြောင့်မို့ဒီမှာ၉ဒီအပိတ်ဖြစ်ပါတယ်။ ပြီးရင်3958ပိတ်မှာခုံခုံကုတ်ပြီးတော့နောက်ထပ်ကြိမ်မှာခုံ393ဆိုတဲ့အတွက်ကြောင့်မို့39အပိတ်ဖြစ်ပါတယ်ပေါ့နော်နေ့ခုံ939အပိတ်မှာ900ပြီးတော့3000ဆိုပြီးဖြစ်ပါတယ်3000ဆိုတဲ့အတွက်ဒီမှာ900အပိတ်ဖြစ်ပါတယ်ခင်ဗျာ9460အပိတ်ဆိုပြီးရတယ်ပေါ့နော်3000ပြီးတော့နောက်ထပ်ကြိမ်မှာ6 9 play ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ play အပိတ်ဖြစ်ပါတယ် 6134အပိန်ပါဆိုရင်ရှစ်ကိုလေးပြီးတော့နောက်ထပ်တစ်ချိန်ပါ963 0ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ကျွန်တော်3အပိန်ဖြစ်ပါတယ်ခွန်နှစ်လေး5အပိန်ဆိုပြီးဖြစ်ပါတယ်ဗျာနော်963ပြီးတော့နောက်ထပ်တစ်ချိန်ပါဆိုရင်68 0ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မို့ဒီမှာခုနှစ်ဒီအပိန်68 0ဖြစ်ပါတယ်ကိုလေး68အပိန်မှာ68 0ပြီးတော့နောက်ထပ်တစ်ချိန်ပါဆိုရင်2 2ခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီမှာခုနှစ်အပိန်ပဲဖြစ်ပါတယ်ခင်ဗျာ 3998အပိုင်းမှာနိနေခွန်ပြီးတော့388ဖြစ်ပါလေခင်ဗျာဒါကြောင့်မို့ကျွန်တော်ဒီမှာဆွေးနွေးတဲ့10အပိုင်းပေါ့နော်နေကိုတင်နေအပိုင်းမှာ388ပြီးတော့339ဖြစ်ပါတယ်ဒါကြောင့်မို့9အပိုင်း339 939နဲ့တော့မှ339ပြီးတော့35နှစ်ဖြစ်ပါတယ်35နှစ်ဒါကြောင့်မို့ဒီမှာဆိုရင်နှစ်အပိတ်ဖြစ်ပါတယ်ခင်ဗျာ69တင်းနှစ်မှာ39နှစ်ဆိုပြီးဖြစ်ပါတယ်ဗောနော် 39နိဒါကြောင့်ဒီမှာဆိုရင်နိအပိတ်ဖြစ်ပါတယ်9လေး6ခွန်မှာ39နိပြီးတော့နိလေး6ဆိုပြီးဖြစ်ပါတယ်ခင်ဗျာဒါကြောင့်ကျွန်တော်ဒီမှာဆိုရင်6အပိတ်ဖြစ်ပါတယ်63လေးမှာနိလေး6ပြီးတော့3နိလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3နိလေးဒါကြောင့်ကျွန်တော်ဒီမှာဆိုရင်လည်း6အပိတ်ဖြစ်ပါတယ်ပေါ့နော်9 3ညာ2အပိတ်စပြီးရတာဖြစ်ပါတယ်3နှစ်လေးပြီးတော့15နှစ်ဖြစ်ပါတယ်ခင်ဗျာ ရှင်ငါနဲ့တာကြောင့်မို့ဒီမှာဆိုရင်နိတိအပိတ်ဖြစ်ပါတယ်၈၃၅မှာ၈၅နေပြီးတော့၈၆၅ဖြစ်ပါတယ်ပေါ့နော်၈၆၅ဒီမှာလေး၃လုံးအပါဖြစ်ပါတယ်ပေါ့နော်ဒီမှာ၃လုံးအပါဒီမှာတော့၄လုံးအပါပေါ့နော်ဒီမှာလေးအ၃နိလေးဆိုတော့၄အပါပေါ့နော်၃ဟာထိစီ၄လုံးအပါဖြစ်ပါတယ်၈၃၅၆မှာ၈၆၅ပြီးတော့၃၅၆ဆိုပြီးဖြစ်ပါတယ် 356ဒီမှာလေး3ရက်5ရက်ရှောင်းရဆိုပြီးအပြီးပါတယ်ပေါ့နော်6အပိတ်ဖြစ်ပါတယ်7356မှာ356ပြီးတော့646ဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်လည်း6အပိတ်ဖြစ်ပါတယ်ခင်ဗျာ3958မှာ646ပြီးတော့998ဆိုပြီးဖြစ်ပါတယ်ပေါ့နော်998ဒါကြောင့်မို့8အပိတ်ဖြစ်ပါတယ်ခင်ဗျာ Okay ဆက်ပြီးတော့နောက်ထပ်တစ်ချိန်မှာဆိုရင်ကျွန်တော်ဒီ7689အပိတ်ရတယ်ပေါ့နော် ကိုခွန်ရှိပြီးတော့6 9 6ဆိုပြီးဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်6အပိတ်ဖြစ်ပါတယ်ပေါ့နော်။တ6 6 9မှာဆိုရင်6 9 8ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်လည်း8အပိတ်ဖြစ်ပါတယ်။3958အပိတ်ဆိုပြီးရတယ်ပေါ့နော်20နဲ့တစ်ကြိမ်မှာကျွန်တော်3958ဖြစ်ပါတယ်ဒီမှာဆိုရင်ခုနှစ်ရမှာ3ရခွန်ရနှလုံးအပါခုနှစ်နှလုံးအပါ6လေးနှလုံးအပါ63နှလုံးအပါ 68ခွန်မှာကျတော့ဒီခုနှစ်တလုံးပဲပေါ့နော်နေနေခွန်မှာလည်းအဲမှာခုနှစ်တလုံးပဲ8ဒီ38888အပူပေါ့နော်339 35နှစ်ပေါ့နော်35နှစ်မှာ3လုံးအပါ39နှစ်မှာ9ရက်နှစ်ရက်ပေါ့နော်နှစ်လေးရှာမှာ၄ရက်၆ရက်3နှစ်လေးမှာ3ရက်၄ရက်85နှစ်မှာကျတော့9ရက်နှစ်ရက်ပေါ့နော်865မှာကျတော့6ရက်9ရက်6ရက်3ရက်ရှာမှာ3ရက်9ရက်6ရက်6လေးရှာမှာ ရှောက်ရှောက်အဘူးပေါ့နော်ကိုခွန်ရှင်းမှာခွန်ရရှိရဆိုပြီးနှလုံးအပါဖြစ်ပါတယ်ခင်ဗျာโอเคဒါဆိုရင်ဒီမှာညာ6ခု6မှာလဲ6ရယ်9ရယ်နှလုံးအပါပေါ့နော်8ခု8မှာလဲနှလုံးအပါဒီတစ်ပတ်မှာလဲ3ည5ခု8ထဲကနှလုံးအပါထပ်ပြီးချောင်းမလားဆိုတာလေးစောင့်ကြည့်ရမယ်ပေါ့နော်โอเคသူကအပိတ်နေရာမှာတောက်6ဖြစ်ပါတယ်ခင်ဗျာဒီ3 5နှစ်တပြားနေစားပြီးတော့သူဒီနှလုံးဆင့်လာတာတွေ့ရတယ်ပေါ့နော် နှလုံးအပါဖြစ်လာပဲ3နှစ်3 9နှစ်နှလုံးအပါတောက်လျှောက်ဖြစ်ပါတယ်ခင်ဗျာဒီမှာလေ၈ကိုဘောနော်ဒီတစ်ပတ်မှာ35ခွန်၈ဆိုပြီးရတယ်သူရဲ့နီးလေးကိုတစ်ချက်ကြည့်အောင်ဘောနော်ဒါတားလေးကတော့သူရဲ့နီးလေးဖြစ်ပါတယ်ဒီမှာရှင်းလေးလီ30နဲ့နှစ်ကိုနှစ်ပေးရမယ်ဘောနော်ရှောင်းနေကိုပေါန်တာက55 95လီ20နဲ့5ဖြစ်ပါတယ်နှစ်3ချိန်ပေါင်းရှင်း6 8ကတစ်ချိန်63ချိန်ပေါင်းတာ78ကို9နဲ့ထပ်ပေါင်းတာဖြစ်ပါတယ်ဒီရင်တော့စုမှာ9ဘောနော် အစွန်းကျွန်တော်ဒီမှာ9နဲ့9ပေါင်း10ဖြစ်ပါတယ်2နဲ့10ပေါင်းရင်10ဖြစ်ပါတယ်6နဲ့10ပေါင်းတော့14 6ကို9နဲ့ပေါင်း9ဆိုတဲ့အတွက်ကြောင့်မို့9ကို9နဲ့ပေါင်းတော့14ဖြစ်ပါတယ်6ကို9ပေါင်းရှင်းဒီ6ခွန်9လေး6ခွန်အပိတ်မှာ6 9 6ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာ6အပိတ်ဖြစ်ပါတယ်ခင်ဗျာ9လေး6ခွန်ဘာလို့ဆိုရင်ကျွန်တော်ဒီမှာညစ်တလုံးကြံသွားခဲ့တာဖြစ်ပါတယ် နေ့တလုံးကြံသွားခဲ့တယ်ပေါ့နော်ဒါဆိုတော့ကိုဒီနေ့နဲ့ထပ်ပေါင်းမှာဖြစ်တယ်ပေါ့နော်ဒီမှာ9ရတယ်ကိုနေ့ပေါင်းတာ73ဆိုတဲ့အတွက်တက်ကော9ပေါင်းရှင်းဒီ6 6ကိုနေ့ပေါင်းတာ8တက်တို့တာကို7 6 8 9မှာ6အပိတ်6 9 6ဆိုပြီးဖြစ်ပါတယ်ပေါ့နော်6အပိတ်6 9 6ဒီမှာကြောင့်မို့7 6 8 9ဆိုပြီးဖြစ်ပါတယ်နောက်ထပ်လည်းဒီ7 6 8 9ဆိုတာလေးကိုဆက်ကြည့်အောင်ပေါ့နော်ဒီ8ကို၄နဲ့မြောက်တဲ့အတွက်3ကို၄နဲ့မြောက်မယ် အဲ9နဲ့6နဲ့မှာတစ်ချိန်စီပေါ့နော်ဒီ9ကို3နဲ့မြောက်မယ်ပြီးရင်ဒီ1မှာတစ်ချိန်2 3ချိန်တစ်ချိန်3ချိန်တစ်ချိန်ဆိုပြီးဖြစ်ပါတယ်ပေါ့နော်ငါဆိုရင်တော့9 6ပေါင်းတာ15ဖြစ်ပါတယ်ငါ3ချိန်15ပေါ့နော်တစ်ကတစ်ချိန်6 4 30နဲ့နေဖြစ်တော့မယ်ပေါ့နော်၄3ချိန်က12ကိုနောက်မှာရှိတဲ့6နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ငါးငါးပေါင်း130ဖြစ်ပါတယ်။နေနဲ့နေပေါင်းတာ6နဲ့ပေါင်းရင်30ဒီမှာတစ်တလုံးကျန်နေပါတော့ ။ဒါကြောင့်မို့တချောင်ချစ်ကိုအပိတ်ထက်ရတယ်ပေါ့နော်။အထက်တစ်ကြိမ်မှာဆိုရင်ချစ်အပိတ်ချစ်ကိုရှေ့စပြီးဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မို့ဒီမှာတချောင်ချစ်ကိုစပြီးပြပြထားတယ်ပေါ့နော်။နောက်ထပ်ကျွန်တော်၃ည၅ခွန်ရှေ့စွာလေးကိုဆက်ကြည့်အောင်လားခင်ဗျာ။ဆိုတော့ကျွန်တော်ဒီ3ကို4နဲ့မြောင်းမယ်ပေါ့နော်9နဲ့ဒီ8နဲ့မှာတစ်ကြိမ်စီဒီ3ကို9နဲ့မြောင်းမယ်8မှာတစ်ကြိမ်2ကို3ကြိမ်တစ်ကြိမ်ပေါ့နော်ပြီးရင်2ကိုလည်း3ကြိမ်တစ်ကြိမ်ဆိုပြီးဖြစ်ပါတယ် 3427 98ပေါင်းတာ73 3915 8ကတဲ့ကျင်း၄ပေါ့နော်ပြီးရင်63ကျင်း78ဆိုပြီးဖြစ်ပါတယ်ခင်ဗျာအဲဒါဆိုရင်ကျွန်တော်နှစ်3.99နဲ့ပေါင်းတယ်10 8နဲ့8ပေါင်း76နဲ့ပေါင်း10ဆိုပြီးဖြစ်ပါတယ်ဒါကြောင့်မို့3ည9ခွန်8အပေးရမယ်ပေါ့နော်3ည9ခွန်8ဖြစ်ပါတယ်โอเคဒါတင်ရှာနေ့ရပါတော့ဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒီခါလေးဒီကောလေပြန်ပြီးတော့စစ်ကြည့်လို့ရတယ်ပေါ့နော်โอเค ဒီအပိုက်ကတော့ကျွန်တော်နှီးလေးမျိုးလောက်ရှိတယ်ပေါ့နော်နှီး၃မျိုး၄မျိုးလောက်ရှိတယ်တို့တို့ကျွန်တော်ဒီ၄မျိုးလောက်ထဲက၃၅ခွန်၈အပိုက်ကိုပြပေးလိုက်တာဖြစ်ပါတယ်ပေါ့နော်ခုနက၄အပိုက်ပုံတူရနေတယ်ပေါ့နော်ခုနကအပိုက်ကတော့၄သလုံးပုံတူအပိုက်ဆိုပြီးရနေတာဖြစ်ပါတယ်အာသာတဲ့အပိုက်ကတော့ကျွန်တော်နှီး၄မျိုးပုံတူအရာပေါ့နော်ဒီမှာဆိုရင်၈သလုံးကပို့ပြီးအာသာတာတွေ့ရတယ်ပေါ့နော်โอเคဒါတော့တင်ချာနှီးအရာ အာဆက်ပြီးရှင်းလင်းပြီးသွားနိုင်တယ်ပြန်လဲပြတ်သွားနိုင်တဲ့အတွက်ကြောင့်မို့ကြီးစုတဲ့အခါမှာကြီးစုပြီးတော့အမိုက်ဆွေရဲ့ဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုကြပါခင်ဗျာโอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြီးစုအားပေးခဲ့ကြတဲ့ကျွန်တော်ရဲ့အမိုက်ဆွေများအားလုံးကိုလည်းကြီးစုတင်ပါတယ်ခင်ဗျာ